စစ်တပ်ပြန်ဝင်လာတဲ့မိုးကုံးမြို့နဲ့မိုးမဲမြို့တွေရဲ့မြို့ပြင်နေရာတွေမှာမနစ်ညပိုင်းကတိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ဒေသခံတွေနဲ့တရိုင်းရင်းမြစ်တို့ကပြောပါတယ်မန္တလေးတိုင်းမိုးကုံးမြို့ကိုတအန်းတက်အကာအကွယ်နဲ့နိုဝင်ဘာလ29ရက်ညနေပိုင်းမှာဝင်လာတဲ့စစ်တပ်ဟာမနေ့ကတော်လေးတက်တွေတက်ဆွဲထားတဲ့မြို့အပြင်နေရာတွေကိုပါတိုးလာတယ်လို့သိရပါတယ်။ဒါကြောင့် PDF ပူပေါင်းတက်တွေကတက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးတရင်ရင်မြက်၄ဦးကပြောပါတယ်။ မနေ့ညနေပိုင်း9နာရီလောက်ကတိုက်ပွဲဆက်ဖြစ်ခဲ့ပြီးညပိုင်းအထိဖြစ်နေကြတာလို့ဒေသခံတူကလည်းပြောပါတယ်။မိုးကုတ်မြို့ပြင်တိုက်ပွဲတွေဟာမြို့ရဲ့အနောက်ဘက်ချမ်းမှာဖြစ်နေပြီးမနေ့ည8နာရီခွဲလောက်အထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရေးတရင်ရင်မြစ်ကဆိုပါတယ်။မနေ့ညပိုင်းကတိုက်ပွဲတွေဖြစ်ပွားနေရာကြောင့်စစ်တပ်တိုက်လေင်တချို့မိုးကုတ်နဲ့မိုးမေးမြို့ဘက်ကိုဦးတည်ပြီးပြန်တန်းခဲ့တယ်လို့သိရပါတယ်။မိုးကုတ်မြို့ကို အာနာသိန်းစစ်ကောင်စီတပ်စီပြန်ပေးခဲ့ရတာနဲ့ပတ်သက်လို့ တရားနယ်လေအထွေထွေတွင်းရမှုချုပ်ဘိုးချုပ်တောင်ဖုံးချုပ်ကဒီနေ့လူမှုကွန်ရက်မှာကြပြရေးသားပြီးတောင်းပန်ဖို့စကားမရှိဖြစ်ရကြောင်းရေးသားထားပါရှင်